OK မင်္ဂလာပါကျွန်တော်တို့ CDS ကွန်ပျူတာနဲ့တန်းကြိုဆိုပါတယ်။ဟောပြကျွန်တော်ဒီခေါက်မှာလည်း Python beginner တွေအတွက်နည်းနည်းသိသိသိထိုက်တာလေးပြောမယ်ဗျာ။ဒါဆိုကျွန်တော်တို့ sys mode နဲ့ပဲကျွန်တော်တို့သင်ခန်းစာတစ်ချောင်းသုံးသွားမယ်။ဟုတ်လား။ sys mode သုံးမယ်။ဟောနမူနာပြတဲ့ချိန်ဒီမှာကျွန်တော်တို့ share mode နဲ့သုံးခြင်းသုံးမယ်။ရှေ့လျှောက်ပြီးတော့ကျွန်တော်တို့ legend နဲ့ပို့ချတာလေး။ဒါပေမဲ့အထားလေးတစ်ခုပြောမယ်။ကျွန်တော်ကြည့်။ကျွန်တော် control space နဲ့ကြည့်မယ်။ဟော။ဒီ also file နဲ့မှာနော် control space နဲ့ကြည့်မယ်။ control space နဲ့ကြည့်မယ်။ မှန်တမဘာတွေလုပ်လို့ရလဲဒီကောင်နှိမ့်နိုင်သူဘာတွေရွေးလို့ရလဲဆိုတော့ပေါ်တယ်ဟုတ်လားဒါသူ့ရဲ့အပိုင်းဒါသူ့ရဲ့အပိုင်းဟုတ်ပြီကျွန်တော်တို့ကသူ့ရဲ့ building function T1PE type ကိုနှိမ့် T1PE type ဟုတ်လားဒါကျွန်တော် type function ကိုကျွန်တော်ရိုက်လိုက်တာခန်းအောင်ပြောင်းသွားတယ်โอเคအဲ့မှာ shift ပြီးတော့ကျွန်တော် open present digit တွေဖွင့်လိုက်တာသူဘာပြတယ် type objects or name base or အဲ့ဒါဒါဆိုတာ type function မှာဟုတ်လားဒါ type function မှာ present digit နဲ့ဂျားထဲမှာ argument တွေထည့်လို့ရပါတယ်ဟော objects or name တခုခုထည့်ပါမြင်ကြိုက်တဲ့ name နာမည်တစ်ခုဟော variable name တစ်ခုဖြစ်ဖြစ် object name တစ်ခုဖြစ်ထည့်ပါ basis တောင်းမဟုတ် window တွေနော် dict direction တွေထည့်ပါဟောဟုတ်ဟောဒီ one type ကိုစစ်ဖို့တော့အများကြီးတယ်ဟော object တွေကသူ့သူပြလိမ့်မယ်ပါညာ new type ဟောအမျိုးအစားစစ်တာပါဆိုသူပြောကဲဒီနေ့မှာကျွန်တော်ကဘာမှစစ်တယ်မဟုတ် say hello စစ်ကြည့်မယ် say one say name တစ်ခုရိုက်ကြည့်မယ်နော် ag analog hello မတ်တပ်နာမည်ကျွန်တော်ရိုက်ကြည့်မယ် no sorry sorry ဒီဒီ window မှာတော့မပြတာကျွန်တော်က say ပြီး run မှာပြကျွန်တော် inner address inner address window တွေကျွန်တော်ပြ ် TYFE type အဲ interrupt နဲ့အဲ့ဒါနဲ့အဲ့တခုတော့ကွာဩဒီမှာတိုက်ကြတယ်ကျွန်တော်တို့မှာထည့်ထားတယ်ရာမရှိဘူးလေဟုတ်လားဒါကျွန်တော် string တခုထည့်လိုက်မယ်ဗျာ assign align us serious ဆို string တခုထည့်လိုက်သူ enter ခေါ်လာအဲ့ဒါဒါရမယ်ဒါ string မျိုးစားပါအဲ့လိုသူလို့ပြောနော်အဲ့ဒါထားပါကျွန်တော်အထာလေးတွေပြောနော် close space လေးတွေနှိပ်လိုက်တာနဲ့သူလိုရောဗျာဟုတ်လားကဲ close space နှိပ်ပုံနဲ့ဒီမတူကဲကျွန်တော်ဒီမှာပိုင်းသွင်း import တခုစမ်းတယ်မော်ဂျူလ်တခု i am p o r t import SYS ဆိုတယ်နော် SYS module ကိုစမ်းတက်မယ်ဟုတ်လားစမ်းတက်ပြီးထည့်လိုက်တယ် control space နဲ့ဒါတော့ပုံမှန်ပဲပေါ်တယ်နော်ဒါပုံမှန်ပဲပေါ်ဒါဆိုပုံမှန်ပေါ်နေတဲ့သူလောဆောင်ချက်လေးတွေအဲ့ဒီ file ရှိတယ်ဒါ bit နဲ့လမ်းချိန်ထားရတယ် automatic ချိန်တာနဲ့ကျွန်တော်ဒီမှာ SYS. လောက်လိုက်တာနဲ့ဟာ SYS ရိုက်ပြီးတော့ dot နှိမ့်လိုက်တာနဲ့အခုနဟာတွေဟုတ်သေးလားမဟုတ်တော့ဘူးနော်မဟုတ်တော့ဘူးနော်ဒါကြည့် SYS.patch patch တွေ SYS system တွေနော် patch တွေ lens lens ကိုင်းမယ်ဟော SYS မှာလုံးလို့ရတဲ့ဟာလေးတွေ အများကြီးရတယ်လား edge user ပဲ edge user တွေဘာတွေညာတွေ API တွေ API version တွေဟောအဲ့လိုလှမ်းထိုးလို့ရတယ်ဟုတ်ကဲ့ကဲဒီမှာကျွန်တော်တို့ share window နဲ့တွေ့ပြဒါတော့ကျွန်တော်ဘာထဲမှာပြရလဲ file ထဲမှာပြရကျွန်တော် share window ပိတ်လိုက်တယ်နော် share window ပိတ်လိုက်ကျွန်တော်ပြန်ဖွင့်မယ်နော် idn လေးကိုပြန်ဖွင့်မယ် share window မဟုတ်ပါ idn လေးဖွင့်နိုင်သွားရင်တော့အဲ့ဒါကြာဟုတ်ပြီကျွန်တော်ဒီမှာ inbox ဆောက်ဆောင်မယ် imp what inbox SYS အော်ဒါဆိုတော့ SYS module ဖြစ်တယ် SYS dot စစ်ကြည့်လိုက်အော်ဘာလို့လို့ရလဲ SYS အော် sorry cross page နဲ့ API version version စစ်ကြည့်မယ် API version စစ်ကြည့်မယ်ကွာ API version anarchoch ဟာ API version 1013ဟုတ်ပြီဘာလို့ရှိလို့ရလဲ SYS dot ဘာရှိသေးတော့အဲ့လိုလေးတွေကျွန်တော်တို့ live ပြီးတော့လဲကလီလို့ရတယ်ဆိုတော့တည်ကြည်ကြည်နေဗျ pack လေးကိုကျွန်တော်ဆန်းကြည့်မယ် pack 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 ဟာ back call platform are best in best အဆောင်ရဆို best ဘာလဲဟာဟာစီ user ဘာညာဘာညာသူရဲ့ bad တွေသူပြ list လိုက်ပြရဲ့လား comma လေးခံပြီးတော့ဟာ best တွေက best တွေကသူဘာနဲ့လား list နဲ့လားဟာငါသာပိုင်သွင်းရှိနေတဲ့ module bad bad ဆိုတာဘာပိုင် module bad သူချိန်ထားတဲ့ module bad တွေ okay မလားအဲ့လိုလေးကျွန်တော်တို့ဘာလို့ရလဲ window မှာစမ်းသပ်လို့ရဒါဒီ share window ကတကနားနေအောင်လို့စမ်းသပ်ဖို့ပဲဒါအတီးရေးဖို့ကျွန်တော်တို့ဒါနဲ့ပဲအတီးရေးသွားမယ် okay မလား ဆိုကျွန်တော်တို့ပိုင်းသူ80တွားလို့ရပြီလို့ယူဆရဆိုင်းဆိုင်း cost တွေရတော့ကိုကြည့်ကြမယ်နော်โอเคခဏလေးနော်ခဏလေးပါအားနေသွားလို့နော်โอเค thank you ပြ